တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးတို့ကံကြမ္မာစိုးကောင်းနေတလားစာဆောင်းရန်ရှောင်းရန်များကို ကျွန်တော်တဲတော်နမိတ်ကများဖြင့်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အလောက်ကံရနေပြီးတော့စတင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် ဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာအလောက်ကင်နေနဲ့ပတ်သက်ပြီးတော့နေရပြောင်းရွှေ့ရတာမျိုးလေးတွေကြုံရတတ်တယ်။နေရထိုင်နေတဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာအကိစ္စလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ်။အဲ့တော့အလောက်ရှောင်းထားတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဆိုလို့ရှိရင်အလောက်ရရှိမယ်အင်တာဗျူးဖြေဆိုးထားတဲ့သူတွေဆိုလို့ရှိရင်လည်းအင်တာဗျူးအောင်မြင်မယ်။ အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာအလုံးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်မှာအထက်လူကြီးကိုကြီးဆောင်မတာမျိုးလေးတွေကြုံရတတ်ပြီးတော့လက်အောက်ငယ်သားတွေကြောင့်စိတ်ညစ်စရာစိတ်ရှုပ်စရာကိစ္စလေးတွေကြုံရတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီခုနှစ်လပိုင်းမှာအလုံးကိုင်းနေနဲ့ပတ်သက်ပြီးတော့ခေါင်းအေးအေးထားပြီးတော့စဉ်းစားပြီးတော့လုပ်ကိုင်းမယ်ဆိုလို့ရှိရင်တော့အလုံးကိုင်းနေနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းလေးတွေအစီအပြေမှုလေးတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ငွေချင်းနဲ့တတ်တက်လို့ရှိရင် တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ငွေချေးကံနေနဲ့အားကောင်းနေတယ်တင့်တင့်နေတယ်ဆိုပေမဲ့လည်းပဲဝင်ငွေကံလေးတွေအနေနဲ့အားကောင်းနေပေမဲ့လည်းပဲမိတ်ဆွေတို့အနေနဲ့ထွက်ငွေများနေတာမျိုးလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ် အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာလေလွှဲမှုဖြစ်စေမဲ့ကိစ္စမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေရှောင်ရှားတင်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အာမခံပေးရတဲ့ကိစ္စမျိုးလေးတွေရှောင်ရှားတင်တယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ဇကာပြောရဆိုရတဲ့ကိစ္စမျိုးလေးတွေကြုံရမယ်ဆိုလို့ရှိရင်ငွေချင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဆုံးရှုံးစရာကိစ္စလေးတွေအမှုခင်းဖြစ်စရာကိစ္စလေးတွေကြုံရတတ်ပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့တနင်္ဂနွေ သားသမီးတွေကတော့ဂယုစိုက်ပြီးတော့နေထိုင်တဲ့ဒါတလားဒါပဲဖြစ်ပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာပမာဏများသောငွေကြေးတွေနဲ့ရင်းနှီးမြှုပ်နှံတာမျိုးတွေကိုရှောင်ရှားတင်တယ်စီပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိုးချဲ့တာမျိုးလေးတွေစိုင်ခွဲဖွင့်တာမျိုးတွေကိုမလုံဆောင်သင့်ပါဘူးဒီခုနှစ်လပိုင်းမှာလုပ်ငန်းအစ်စ်တွေတိုးချဲ့တာမျိုးတွေကိုလောက်ကင်မယ်ဆိုလို့ရှိရင် မိတ်ဆွေတို့မျှော်မှန်းထားတာကတမျိုးဖြစ်လာတာကတခြားနဲ့เนาะဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့အံဝင်ခွင့်ကြမဖြစ်ပြီးတော့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့เนาะခုနလမ်းလွဲသွားတာမျိုးလေးတွေမိမိရည်ရွယ်ရာကိုမရောက်တာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့တနေ့ကနေသားသမီးမိတ်ဆွေတွေအနေနဲ့ဒီခုနလပိုင်းမှာလောင်ကုန်တွေနဲ့ပတ်သက်ပြီးတော့လောက်ကိုင်းနေရတယ်တနေ့ကနေသားသမီးမိတ်ဆွေတွေဆိုလို့ရှိရင်လောင်ကုန်တွေနဲ့ပတ်သက်ပြီးတော့အရှုံးပေါ်တာမျိုးလေးတွေကြုံရတတ်တယ် မိတ်ဆွေတို့အနေနဲ့ဒီလောင်ကုန်နေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာကိစ္စလေးတွေဂျုံအပ်တတ်ပါတယ်။အဲ့ဒီလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေဆိုလို့ရှိရင်တော့တတိထားပြီးတော့ဒါလောက်ကိုင်းရမှာပဲဖြစ်ပါတယ်။ တော့အချင်းချင်းနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာအဆက်အသွယ်ပြတ်တောက်နေတဲ့ဒီသမီးစားငယ်ရွယ်သူတွေဆိုလို့ရှိရင်အဆက်အသွယ်တွေပြန်လဲရရှိပြီးတော့မတင်းမြက်နေတဲ့ဇုံတွဲတွေဆိုလို့ရှိရင်ဒီခုနှစ်လပိုင်းမှာအချင်းချင်းနဲ့ပတ်သက်ပြီးတော့ตาယာကြည်နူးစရာကိစ္စလေးတွေကြုံရမယ်ဒါတလားဒါပဲဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးငယ်ရွယ်သူတွေအနေနဲ့စိတ်ခံစားချက်ကိုရှေးတန်းတင်တာမျိုးလေးတွေကိုဒီခုနှစ်လပိုင်းမှာရှောင်ရှားတင်ပြီးတော့ နေထိုင်မယ်ဆိုလို့ရှိရင်เนาะအခြေရတဲ့ပတ်သက်ပြီးတော့ตาရစရာကိစ္စလေးတွေဝမ်းตาစရာကိစ္စလေးတွေခြေနူးစရာကိစ္စလေးတွေကြုံရမှာပဲဖြစ်ပါတယ်အဲ့တော့အိမ်လောင်ရှင်နေအနေနဲ့ဆိုလို့ရှိရင်ဒီ9လပိုင်းမှာဆိုလို့ရှိရင်မိမိရဲ့အိမ်လောင်ဘက်ကမိမိပြောတယ်ဆိုတဲ့ဟာတွေပေါ်မှာနားလည်မှုလွဲတတ်တယ်အဲ့တော့မိမိတို့ဒီတနင်္ဂနွေသားသမီးအိမ်လောင်ရှင်နေအနေနဲ့ဆိုလို့ရှိရင်ခောက်ရတခြားရှရတလွဲလေးတွေဖြစ်တတ်တယ် အဲဒီမိမိတို့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကြောခိုင်းစရာကိစ္စလေးတွေကြုံရတတ်တယ်အဲ့တော့မိမိရဲ့အိမ်တော်ဘက်ကစိတ်ဆိုးပြီးတော့အိမ်ပေါ်ကနေဆင်းသွားတာတို့တခြားတနေရာကို ထွက်သွားတာတို့ကြုံရမယ်ဒါတလတာပဲဖြစ်ပါတယ်အဲ့တော့အိမ်တော်ရှင်နေအနေနဲ့ဆိုလို့ရှိရင်တော့ဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်ဇကားများများပြောဆိုခြင်းတွေကိုရှောင်ရှားပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်တော့အိမ်တော်ရင်းမှာခုနအဖူးထည့်ဖြစ်စရာကိစ္စလေးတွေကင်းဝေးစေမှာပဲဖြစ်ပါတယ် အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့လူမှုရေးကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်မိမိရဲ့ပန်းဝင်ခြင်းမှာเนาะ အဲကိုကဘလောက်ပဲစေတနာထားပြီးတော့လောက်ပဲပေးပေး ကို့ဘော်မှာအထင်မြင် လွဲမားတာမျိုးလေးတွေကို့ကိုတပုတ်လေလွင်ပြောဆိုတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့မိဆွေတို့အနေနဲ့ဒီခုနလပိုင်းမှာဆိုလို့ရှိရင်တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တတိထားပြီးတော့လောက်ကင်တယ်ဆိုလို့ရှိရင်တော့စိတ်ဆင်းရဲစရာကိစ္စလေးတွေကင်းဝေးစေမှာပဲဖြစ်ပါတယ်အဲ့တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အင်တိုင်းအားတိုင်းလောက်ကင်ခြင်းမျိုးတွေကိုရှောင်ရှားတင်ပါတယ် ဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်မီးအပူလောင်တာတို့ရန်ွေးအပူလောင်တာတို့ဓာတ်လိုက်တာတို့เนาะအဲဥဝတ်တပေါက်တာတို့ဥယောင်ငမ်းများဖြစ်တာတို့အစာရောင်တာတို့ဖြစ်တတ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီခုနှစ်လပိုင်းမှာကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့သတိထားပြီးတော့နေထိုင်တဲ့တွင်းအောင်သားတွေကလီစာတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဈေးဝါမလိုက်တာမျိုးလေးတွေနေရာနှံ့သွားတာမျိုးလေးတွေ ီကျုံအပ်တတ်တယ်အဲ့တော့မိษွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဈေးကန်းတွေပါပြီးပြမယ်ဆိုရင်တော့ဗုဒ္ဓဟူးနေ့ကိုတော့ရှောင်ရှားပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓတနင်္ဂနွေသားသမီးမိတ်ဆွေတို့ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာသင်ကြားရေးပိုင်းတွေမှာအဆင်မပြေတာမျိုးလေးတွေကြုံရတတ်ပြီးတော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်ထွေးစရာကိစ္စလေးတွေကြုံရတတ်တယ်။အဲ့တော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ပေါင်းကိုယ်ကပေါင်းတင်တဲ့ဒါတလတာပဲဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီခုနလပိုင်းမှာအရေးကြီးကိစ္စတွေကိုတွားရောက်မယ်ဆိုလို့ရှိရင်တုံညကတ်နေတဲ့နေ့တွေကိုရှောင်ရှားပေးရမယ်10ရက်20ရက်30ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုလှုပ်ဆောင်ခြင်းမျိုးကိုရှောင်ရှားတင်ပါတယ် အဲ့တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဆောင်ရွက်မယ်ဆိုလို့ရှိရင်6ရက်15ရက်24ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့အကူအညီကောင်းလေးတွေဆက်သွယ်ကောင်းလေးတွေကံတရားရဲ့ထောက်ပံ့လေးတွေဒါရရှိစေမှာပဲဖြစ်ပါတယ် တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်ပစ္စည်းအဝတ်အစားတွေမှာအနက်ရောင်ပါတော့เนาะဒီအနက်ရောင်ပါတော့ကာလာတွေကိုရှောင်ရှားတင်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားတဲ့အခါမှာပန်းရောင်ပါတော့အပြာရောင်ပါတော့လက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်မယ်ဆိုလို့ရှိရင်เนาะကန်တရားရဲ့ထောက်ပံ့တွေကိုရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ9လပိုင်းမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့6နာရီရနေပြီးတော့9နာရီခွဲအတွင်းမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကို လက်ဖက်ထမင်းတပွဲနဲ့လက်ဖက်ရည်တစ်ခွလူတန်းပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုတေချာလေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူးတောင်းမိရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိษွေတွေအားလုံးဒီခုနှစ်လပိုင်းမှာအဆိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာပြပြနဲ့ပြည့်စုံပြီးတော့ ကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပူတာရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအတွက်တလားစာဟောစတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်